တင်ဆက်ပေးမယ့်သတင်းကတော့ဝဲလိုအားကောင်းနေတဲ့အတွက် ပြောင်းစီပြင်းတက်လာတဲ့သတင်းပဲဖြစ်ပါတယ်။ယခုဇွန်လကုန်ပိုင်းအတွင်းမှာမန္တလေးကုန်စည်တိုင်းစည်းကွယ်မှာပြောင်းသီးနှံလက်ကျန်နေလာပြီးဝဲလိုအားများနေတဲ့အတွက်ပြောင်းစီပြင်းတက်လာပါတယ်။ပြောင်းသီးနှံကိုပြည်ပင်းစာဆက်ယုံတွေကနေပုံမှန်ဝဲယူနေပြီးပြပကိုပြောင်းဆန်တင်မှုဖို့အတွက်ကလည်းပြောင်းလိုအပ်ချက်ရှိနေတာကြောင့်ကုန်တယ်များစုမှာဈေးပိပိဝဲယူနေတဲ့အတွက်ပြောင်းစီနှံကဈေးမြင့်မှရှိနေတာပါ။ ဈေးနှုန်းအနေနဲ့ပြောင်းမှုစိတ်ပမာ94ပိတ်သက်တဲ့ဝဲသုံးသိန်းတဲ့အိတ်ကိုတော့ရခင်လာအတွင်းက8000ကျပ်ကနေ8000ကျပ်ဝင်းကျင်ရှိခဲ့ပြီးတော့ယခုလာမှာတော့8600ကနေ8900တိဈေးနှုန်းနေရှိလာပြီးပြောင်းသူစိတ် CP 94ပိတ်သားဝဲသုံးသိန်းတဲ့အိတ်ကိုတော့7300ကနေ8400ဝင်းကျင်ရှိခဲ့ပြီးတော့ယခုလာမှာတော့8900ကနေ9000ကျပ်အထိအတိအကျဈေးနှုန်းရှိနေရဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့နှစ်ဆက်ဖေဖော်ဝါရီလနဲ့ဩဂတ်စ်လအထိအခွန်ကိန်းလွှတ်ခွေနဲ့ပြောင်းသိနိုင်တွေကိုထိုင်းနိုင်ငံရဲ့တင်ပေါ်မှုတွေရှိခဲ့ပြီးတော့ရန်ကုန်ကတောင်ရနာရီကြောက်တဲ့မူလန်းကြောင်းနဲ့ရန်ကုန်စစ်ကမ်းတွေကနေအများဆုံးတင်ပေါ်နေရဖြစ်ပါတယ်ဒီသတင်းကိုတော့မြတ်တူတူကပေးပို့လာပါ thank you